ဖွကွေးနဲ့ရှင်လိုက်ချိန်မှာခုလိုကွာခြားသွားတာကြောင့်လူပြောများနေတဲ့ခီခီရတယောက်တည်းဆိုရင်အတောက်ပါဆုံးဖြစ်ပေမဲ့ခုခုလိုလိုထိတ်တဲမင်းသမီးနဲ့ရှင်တဲ့အချိန်မှာမင်းသမီးရုပ်သိမ့်မပေါဘူးလို့ပြောဆိုနေကြတာပါခီလိုချစ်စနုပ်ခေါ်ရတဲ့ရုံဝတီလွင်မိုးကနိုင်ငံသားမှအကြကြီးနေကမြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့တာမကြသေးပါဘူး လူမျိုးရဲ့ရှင်ဝါရီကြောင့်ခေကအမှုပညာလောကမှာအတော်လေးကိုနေရာရရှိနေရပါ။မြန်မာနိုင်ငံကိုပြန်အောင်လာချိန်မှာအမှုပညာလောကကိုဒီဇိုင်းမဲမဲနဲ့လုပ်နေရတာပါ။ကြော်ညာရေးဆိုလဲဇက်တိုက်ဆိုသလိုရိုက်ကူးနေရတာဖြစ်ပါတယ်။ဒါအပြင်ခေကနသမီးလေးတပါးလို့ကြောင်းမော်တာမို့မင်းသမီးဖြစ်နိုင်တယ်လို့လည်းလူပြောများနေခဲ့ပါတယ်။ပြီးကြတဲ့ရက်မှာတော့ခေကဖူးဖူးနဲ့အတူရွှေဆိုင်ဖွင့်ပွဲလေးကိုတက်ရောက်ပြီးခဲ့ရပါတယ်။ခေကတယောက်တည်းအမှုပညာလောကတွေလုပ်လို့ရှိပေမဲ့အခုလိုမင်းသမီးကြီးတွေနဲ့အတူပွဲအတူတက်တာကရှားပါတယ်။ ဖွေးဖွေးနဲ့ဆိုရင်ပထမဆုံးချိန်ပွဲတက်ရတာလို့တောင်ပြောလို့ရပါတယ်။ရွှေဆန်ကနေဖွေးဖွေးခေခင်ဝွန်ဝါတို့ကိုခေါ်ရိုက်တာဖြစ်ပြီးတော့တယောက်ကိုတင်းထောင်ချီတဲ့ရွှေပဝါလေးနဲ့အလှဆင်ပေးခဲ့တာပေါ့။အခုလောအလှဆင်ပေးခဲ့တာကြောင့်လေမြင်းသမီးတွေကအပြိုင်ဆိုင်ကိုလာနေခဲ့ပါတယ်။ ခုပွင့်တဲ့သူနှစ်ယောက်သူရှင်ကပွဲတရချိန်မှာခင်းနဲ့နှိုင်းရှင်နာရီလည်းရှိလာခဲ့ပါသေး။ခင်းရဲ့မျက်နှာလေးကကြောညာရီနဲ့တာလိုက်ဖက်ကရုပ်ရှင်ရိုက်ဖို့တော်တော်လိုအပ်ချက်တွေများသေးကြောင်းထောက်ပြနေကြတာပါ။ခင်းကိုလွေမွေးရဲ့အချိန်ဝါနဲ့ရုပ်ရှင်ရိုက်ဖို့လာကန်းလန်းတဲ့သူတွေလည်းအများကြီးရှိပါသေး။အားလုံးကဝမ်းဝမ်းကကန်းလန်းကြပါမယ်လေ။ကေရညင်းထားတာပါသူကတို့မင်းသမီးတယောက်ဖြစ်ထိုက်တယ်လို့မခံစားရသေးလို့အနုပညာလုပ်ကိုမလုပ်သေးတာဖြစ်ပါရင်တို့မှာမင်းသမီးတယောက်ဖြစ်ဖို့အရေးကြီးမရှိသေးဘူးလို့ယူဆကပြင်ဆင်နေရပါ လက်တလုံးမှဆိုရင်တရုတ်ဆောင်ဒေသနေလည်းတက်နေပါပြီ။ဒါအပြင်ခီးရဲ့အတန်ကလည်းနိုင်ငံသားမှနေလာကြလို့တမျိုးထွက်နေရပါဗျ။ဒါကိုလည်းမြန်မာရုပ်ရှင်နဲ့လိုက်ဖက်တဲ့အတန်ကြည့်အောင်ပြင်ဆင်နေရဖြစ်ပါရဲ့။ခီးကိုမင်းသမီးတယောက်အနည်းနဲ့လူမိုးကမြင်ချင်နေရကြပါပြီ။သူ့သမီးကိုကြောင်ကြာရီရိုက်နေတာထက်တရုတ်ဆောင်တယောက်သာဖြစ်စီနေတာပါ။တကယ်လို့သာခီးသာရုပ်ရှင်ရိုက်မယ်ဆိုလူမိုးဘက်ကရုပ်ရှင်ထုတ်ရိုက်ဖို့အစင်းနေပါပဲ။ဒါပေမဲ့ခီးကအဲ့လိုထုတ်ရိုက်ခိုင်းမှမဟုတ်ဘဲသူ့အရေးချင်းနဲ့ကိုက်ညီတဲ့ရုပ်ရှင်သာရိုက်ချင်တာဖြစ်ပါရဲ့။ လွေမောကတမိဖြစ်သူကိုနုပညာလုပ်တီပြန်လုပ်စီခြင်းလို့သူကိုယ်တိုင်ကရုပ်ရှင်นี่ပြန်ရိုက်နေရပါပုံမှန်ဆိုရင်နုပညာလုပ်တီမလုပ်တော့ပဲစီးပွားရေးဒါလုပ်နေရဖြစ်ပါတယ်တကယ်လို့ရုပ်ရှင်ရိုက်ဖြစ်မယ်ဆိုရင်ဖူးခွေးတို့ကလည်းခေးကိုလက်တွဲခေါ်ဖို့ဆင်းရဲဖြစ်နေကြပါပြီဖွေးခွေးကအသက်30ကျော်နေပြီဆိုပေမဲ့ခေးလိုမင်းသမီးငယ်လေးနေတော့ရှင်နိုင်သေးတဲ့အလားတရားကြောင့်လည်းချီးကျူးနေကြတာပါဒါအပြင်ဖွေးခွေးကရုပ်အမျိုးမျိုးပြောင်းလဲနိုင်တယ်လို့ဆိုရမှာပါ တခါတလေဆိုရင်ရုပ်ကရင်းတယ်လို့ဖြစ်နေတတ်ပေမဲ့အခုနောက်ပိုင်းမှာတော့အရင်မျက်နှာပုံစံလေးကိုပြန်ရရှိလာခဲ့တာပေါ့ခင်းနဲ့ဖူးဖွေးတို့ကရုပ်ရှင်ဇာတ်ကားကြီးတကောင်းမှလည်းအတူပါဝင်တရုပ်ဆောင်ဖူးကြပါရည်ဒါကြောင့်မို့ယင်းရက်ဆက်ဆက်ရရှိနေကြတာလည်းဖြစ်ပါရည်ခင်းရဖူးဖွေးနဲ့ရှင်တဲ့အချိန်မှာရော့နေလို့ထင်လာဆိုတာပြောပြပေးခဲ့ပါအောင်ရှင်ကြီးစုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်